Hello အားလုံးမင်္ဂလာပါရှင်ဒီညလေးကပေါ့နော်တကြံအချိုနေ့တကြံအချိုနေ့ရဲ့တိတ်ဆိတ်အေဂျင့်နေညလေးတညပေါ့နော်အဲ့တော့အဲဒါလေးကလည်းဟိုတနေ့ရဖတ်တဲ့စာအုပ်လေးကနေ happiness ဆိုတဲ့ခေါင်းစဉ်လေးအောက်ကချန်ရှိနေသေးတဲ့ပေါ့နော်စာလေးတွေကိုဖတ်ပြရင်းနဲ့လိုအပ်တာလေးတွေပြောပြပေးပါမယ် ဆွေးနွေးတဲ့သဘောမျိုးလေးပေါ့နော်မျိုးမျိုးလေးပြောပြပေးသွားပါမယ်အဲ့တော့ခုကနော်ဒီမြန်မာလူနှစ်တကူပေါ့နော်နှစ်တကူတဲ့အချိန်ကာလကိုရောက်နေတဲ့အခါဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကနေပဲတစ်ဆင့်နှစ်တကူဆူတောင်းနေပို့ပေးလိုက်ပါတယ်အားလုံးပဲဘေးပြာဝဲကွာပြီးတော့ ိတ်ကြည်လင်ချမ်းမြကြပါစေ။စိတ်ချမ်းသာကိုချမ်းမာ၍မိမိဖြစ်ခြင်းနဲ့ဆန္ဒတွေမိဖြစ်လို့တဲ့အရာတွေလည်းအမြန်ဆုံးဖြစ်လာနိုင်ကြပါစေ။မိမိအကျိုးစီးပွားတွေလည်းခုနှစ်သက်မှဒီတစ်နှစ်ပတ်လုံးကောင်းမွန်၍မိမိလိုရှိရာအများကိုလုပ်ဆောင်နိုင်ကြပါစေ။ ဘေးရန်ခတ်သိမ်းခင်းငိမ့်ပါစေအားလုံးအဆင်ပြေပျော်ရွှင်ပါစေလို့အရင်ဆုံးနှစ်သစ်ဆုတောင်းလေးတောင်းပေးလိုက်ပါတယ်ရှင်အဲ့တော့အခုဘောနောဒီဆောင်လေးကနေပြီးတော့မှဟိုတနေ့က happiness ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဖတ်ပြပေးသွားရပါတော့အဲ့တော့အဲ့ဒါလေးနဲ့မှာကြံနေသေးတဲ့ဟာလေးတွေ နော်ပျော်ရွှင်ခြင်းဟာမဆောင်ပါနဲ့စိတ်ချမ်းသာဖို့ကအဓိကပါမေတ္တာတရားကအမြဲပြန်လာတယ်အဲ့ဒီခေါင်းစဉ်လေးနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့ကြည်ဝါမယ်နော်ပျော်ရွှင်ခြင်းရောမဆောင်ပါနဲ့လူတွေရှိမှလူယူပျော်ရွှင်ပြနေဖို့ထက်ကိုယ့်ရဲ့စိတ်ထဲမှာ မှန်တကယ်ပြောရှင်နေဖို့ကပိုရေးကြည့်ပါတယ်လူတွေရှိမှအစဉ်ပြေပြေနေပြဖို့ထက် ကိုတကယ်အစဉ်ပြေနေဖို့ကပိုရေးကြည့်ပါတယ်တခါတလေမှတမင်တကာမဟုတ်ရင်တော့လူတွေကိုကိုယ့်ရဲ့အကောင်းဆုံးဘက်ချမ်းကအရာရောပဲချပြကျင်တာလူတဘာဝပါပဲအထူးသဖြင့်လူမှုကွန်ရက်ပေါ်မှာပေါ့လူတွေကကိုယ့်ရဲ့ပျော်ရွှင်မှုတွေအောင်မြင်မှုတွေကြွယ်ဝချမ်းသာမှုတွေ သားရဖြောရှင်စရာအချစ်ရင်အင်တောင်ရင်တငယ်ချင်းအပေါင်းအသင်းစသဖြင့်ပေါ့အကောင်းဆုံးတွေကိုပဲလူတွေရှိမှချပြကြပါတယ်တကယ်တော့အရာတွေရဲ့နောက်ွယ်မှာအခက်ခဲတွေပြဿနာတွေအဆင်မပြေမှုတွေအများကြီးရှိကြပါတယ်ဒါပေမဲ့လူတွေကဒီ screen လေးပေါ်မှာမြင်နေရတဲ့အပေါ်ယံလေးကိုပဲကြည့်ပြီးဆုံးဖြတ်ကြတယ်ပျော်ရွှင်နေတဲ့သူတွေအောင်မြင်ကြီးပွားနေတဲ့သူတွေကိုအားကျကြတယ် သူတို့လိုလိုင်းလုံးမှာကိုလည်းပျော်ရွှင်ရမယ်လို့တွေးလာတယ်။ကို့ဘဝကိုစိတ်ပြတ်မယ်။သူတို့လိုလိုင်းမလုံးနိုင်ရင်ကိုကလူရမဝင်တယ်လို့ခံစားလာရမယ်။ပျော်ရွှင်မှုကိုရှာလီပျောက်ဆုံးလာလီဖြစ်လာပါတယ်။တကယ်တော့ပျော်ရွှင်ခြင်းဆိုတဲ့အရာမှာပုံသင်ကြီးတွေမရှိပါဘူး။ဒါကိုလုံးမှပျော်ရွှင်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေလည်းမရှိပါဘူး။ရုပ်ရှင်ကြည့်ရတာပျော်ရတဲ့သူရှိမယ်။အစားအသောက်စားရတာပျော်ရတဲ့သူရှိမယ်။ တေချာတာကပျော်ရွှင်မှုကတယောက်နဲ့တယောက်တည်းပုံစံမတူကြပါဘူး။တခါတလေမှာပျော်ရွှင်မှုကတံပိုးကြီးလက်ဆောင်လေးနဲ့ surprise တိုက်ခံရတာထက်နှစ်တွေအတော်ကြာပြီးမှအဆက်အသွယ်ပြန်ရတဲ့ phone call လေးတစ်ခု message လေးတစ်စောင်ကြောင့်လည်းပျော်ရွှင်မှုအကြီးကြီးဖြစ်သွားစေတတ်တယ်။သူများလုံးလိုက်လုံးမှမပျော်ရွှင်ရမယ်ဆိုတဲ့အတွေးကိုမတွေးပါနဲ့။မနှိုင်းရှင်ပါနဲ့။တပါးသူနဲ့လိုက်နှိုင်းရှင်မိတဲ့အချိန်ဟာကျမတို့ရဲ့ပျော်ရွှင်မှုတွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ပါပဲ။ ဘဝဟာပျော်စရာကြီးပဲအမြင့်ပြည့်နေမှာမဟုတ်ဘူးဝမ်းနည်းစရာအခက်အခဲတွေဆိုတာအမြင့်ရှိနေမှာကိုယ်တယောက်တည်းတွေမဟုတ်ဘူးဒါဟာလူတိုင်းကိုယ်စီမှာဖြစ်နေတာပါဒါကြောင့်လူတိုင်းကအမြင့်ပျော်မနေဘူးကိုယ်လည်းအမြင့်ပျော်နေမှာမဟုတ်ဘူးဆိုတာလက်ခံထားဖို့လိုတယ်စင်ရတဲ့အချိန်မှာစင်ရနေလိုက်လို့ရတယ်။ဝမ်းနေတဲ့အချိန်မှာငိုနေလိုက်လို့ရတယ်။ပျော်နေတဲ့အချိန်မှာပျော်လို့ရတယ်။ကိုယ့်ရဲ့ဖြစ်တည်မှုတိုင်းကို က်ခံအတိမတ်ပြုပြီးနေသွားလိုက်လို့ရတယ်။တခုတော့ရှိတယ်။ကိုယ့်ရဲ့ပျော်ရွှင်မှုဟာလူတွေအထင်ကြီးလေးစားအောင်လူယူပျော်ရွှင်ပြနေတဲ့ပျော်ရွှင်မှုတွေတော့မဖြစ်ပါစေနဲ့နော်။အဲ့တော့ဒီစာကောင်းစဉ်လေးရဲ့အခုနားထောင်လိုက်ရတဲ့စာလေးတွေရဲ့သဘောအရဆိုရင်ဒါအခုလက်ရှိ ကာလနဲ့ပြောရမယ်ဆိုရင် အမားတို့တွေဒါဆိုရှယ်မီဒီယာတွေတုံးကြတယ်အဓိကဆိုရှယ်မီဒီယာပေါ့နော်များသောအားဖြင့်အရော ိုယ့်ရဲ့ကောင်းတဲ့အချမ်းတွေပျော်နေတဲ့အပိုင်းတွေကိုပဲအမားတို့ဆိုတဲ့ဒါပြချင်ကြတယ်။ကိုယ်စိတ်မပြေတာအဆင်မပြေတာတွေပြိုလဲနေတာတွေကြေကွဲနေတာတွေဆိုရင်တိတ်ပြီးတော့မပြကြဘူးပေါ့နော်။ဘယ်လိုပြောရမလဲ။တချို့တွေရှိရပေါ့နော်အမားဆိုရင်တွေ့ဘူးတာလေးတွေတချို့ relationship လေးတွေဆိုရင်ဟာသူတို့လေးတွေပုံနေတင်တာကြည့်ပြီးတော့အရန်သဘောကျမိတယ်ပျော်မိတယ်ဘာလို့လဲဆိုတော့ကိုဟာအဲ့လိုမျိုး relationship ကို မရရှိတဲ့အခါလိုက်နှိုင်းရှင်မိတာပေါ့နော်သူတို့ပျော်ပြီးတော့တစ်ဖက်မှာလဲဘာဖြစ်သွားလဲဆိုတော့ဝမ်းနဲ့စိတ်တွေဝင်လာတယ်ငါဘာလို့ငါကြတော့ဘာလို့ဒီလိုမျိုးမပျော်ရတာလဲအဲ့တော့ကိုပျော်ရှင်မှုသူများတဲ့ကောင်နဲ့နှိုင်းရှင်ပြီးတော့ပေါ့နော်ဘယ်လိုပြောရမလဲဝမ်းနဲ့မှုတွေဖြစ်ပြောင်းလဲပြစ်လိုက်နေတယ်သူများတွေကိုအားချပြီးတော့ဒါပျော်ရှင်မှုတစ်ခုပါလားဆိုပြီးတော့ပေါ့နော် အဲ့လိုမျိုးတွေစိတ်ထဲမှာတွေးမိလိုက်တယ်။အော်မကြဘူးကိုအားချရတဲ့အတွဲလေးကပြက်သွားတာတွေပါလေတွေးလိုက်ရတဲ့အခါအော်တခါတလေကြရင်ပေါ့နော်ဒီနောက်ွယ်မှာကိုမမြင်နိုင်တဲ့အရာတွေကရှိနေသေးပါလားသူတို့လည်းသူတို့ချစ်ကြတော့ဟိုတင်ရကြည်နူးเสียကိုတော့အားချခဲ့ရဒါပေမဲ့တကယ်တကယ်တမ်း relationship က end end ဖြစ်သွားတဲ့အခါကျတော့ ူလိုပါလားပေါ့နော်ခက်ခဲတွေကရှိကြပါလားဒီ screen ပေါ်မှာပြတဲ့အရာတွေကပဲအကုန်လုံးအမှန်တရားတွေမဟုတ်ဘူးဆိုတာသိလာတာဒါ relationship အနေနဲ့ဟိုဥပမာနှိုင်းပြထားတာပေါ့နော်တခြားအကြောင်းအရာတွေလည်းရှိရင်ရှိမယ်ပေါ့ကွအဲ့တော့အဲ့အချိန်မှာဘလို့အသိလေးဝင်လာလဲဆိုတော့ဘသူ့ကမှလည်းအားမကြတော့ဘူးကို့ပျော်ရှင်ခြင်းကိုကို့ဘာသာကိုပဲရအောင်တိဆောက်တယ်ကို့စီမှာပဲကို့အတွင်းထဲရပဲရှိအောင်တိဆောက်တော့တယ် အဲတခါလေကြာရင်အရင်တော့ဆိုရင်မရင်ချက်ခင်တော့အဆင်ဟိုအတွေ့တွေမြင်တာတော့ဘာလို့ဆိုရင်ကွာជីជីနူးနူးလေးတွေဖြတ်သွားကြတာပြောကြဆိုကြမြင်ရင်းနှင်းမှာတကယ်ခံစားရတယ်ပေါ့နော်အဲ့လိုမျိုးပြောခြင်းနဲ့ကိုယ်လည်းပဲပေါ့နော်အဲ့လိုမျိုးဖြစ်ခြင်းနဲ့ဒါမဲ့ဒီပြောရွှင်ခြင်းကိုလိုက်ရတယ်လို့ဖြစ်နေတယ်ပေါ့နော်တည်လားကို့အတွင်းထဲမှာကိုမရှာဘဲနဲ့အဲ့လိုမျိုးအပြင်ကနေလိုက်ရတယ်လို့ဖြစ်နေတယ် နောက်ပိုင်းကျတော့ဒီຢာတွေကတကယ်မဟုတ်ပါလားတကယ်သူများနဲ့နှိုင်းရှင်ပြီးတော့အဲ့လိုမျိုးတွေလိုက်ပြီးတော့ဗောနော်ရှာနေမိပါလားဆိုတာသိလာတဲ့အချိန်မှာဒီလိုစိတ်တွေကိုရက်တန့်လိုက်တယ်ရက်တန့်လိုက်ပြီးတော့ကိုပြောတဲ့အရာလေးတွေကိုလုပ်တယ်ကိုအဆင်မပြေဘူးဆိုရင်လည်းငြိမ်နေလိုက်တယ်ငြိမ်ပြီးတော့ကိုဘာသာကိုပြန်ပြီးတော့ပျော်လာအောင်ကြိုးစားတယ်အဲ့လိုမျိုးပဲလုပ်တော့တယ်စိတ်ညစ်နေတဲ့အချိန်မှာစိတ်ညစ်လိုက်တယ်ကွာ ဝမ်းနေတဲ့အချိန်မှာဝမ်းနေတယ်ခါလေးချင်း Facebook ပေါ်မှာ status တွေတခုကောက်တင်လိုက်တယ်ဓမ္မမွင် mind လေးတင်လိုက်တယ်ကွာကိုစိတ်ညစ်နေတဲ့အကြောင်းလေးတွေဒါရင်ဖွင့်တဲ့သဘောမျိုးလေးပေါ့နော်ပြီးွားရင်ကိုစိတ်သက်သာရရောင်းလိုက်ပြီးွားရင်ကိုစိတ်ညစ်နေတာကိုလည်းအာငါစိတ်မညစ်ဘူးဆိုပြီးတော့ဟန်ဆောင်ပြီးတော့လည်းပြုံးပြော်မနေတော့ဘူးကိုစင်းနေတော့စင်းနေတဲ့အလျောက်ကိုကိုဖော်ပြဖော်ပြတတ်လာတယ်ဝမ်းနေရင်လည်းဝမ်းနေတဲ့အလျောက်ကိုဖော်ပြတတ်လာတယ်ငိုစရာရှိရင်လည်းငိုလိုက်တယ် ကိုယ့်ရဲ့ဖြစ်တည်မှုတွေကိုလက်ခံလိုက်တယ်ကွာလက်ခံပြီးဝင်ရင်ဒရာကြီးကိုတော့အမြဲတစေကြီးတော့ထွေးပိုက်မထားဘူးရအောင်ကြော်ဖြတ်တယ်ဒါတွေကိုဒီစိတ်ညစ်နေတယ်ဆိုရင်ဒီစိတ်ညစ်နေတဲ့အရာတွေကနေခေါင်းထဲကနေထုတ်တယ်အတတ်နိုင်ဆုံးကြိုးစားယူတော့တခြားအရာတွေမှာအာယုံစိုက်တယ်ပြီးကို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 လိုရမဲ့အရာတွေကိုပို့ပြီးတော့အာယုံစိုက်လိုက်တယ်အဲ့လိုမျိုးဆိုရင်ကိုလှုပ်ချင်တဲ့အရာလေးကိုဖြစ်ချင်တာလေးတွေကိုလုပ်နေရင်တဖြည်းဖြည်းချင်းကိုစိတ်ကပျော်ရွှင်လာတယ် ဒီလိုမျိုးပေါ့နော်ပြောချင်တာကတော့လုံယူတာမျိုးမဟုတ်ပဲနဲ့ဟိုတိရမလားကိုမပျော်နေတဲ့အရာကြီးကိုသူများအမြင်ကောင်းပေါ့နော်ပျော်ပြတမင်ပျော်ပြနေတာမျိုးမဟုတ်ပဲနဲ့တကယ်ကိုပျော်ရွှင်စရာကောင်းနဲ့ခံစားချက်တွေဖြစ်အောင်ရအောင်ကြိုးစားတယ်ကိုစိတ်ညစ်နေတာဆိုရင်ဘာဖြစ်လဲငါစိတ်ညစ်နေတာ तू တိတော့ဘာဖြစ်မှာလဲတိပါစေဟို Facebook ပေါ်မှာတင်လိုက်လို့ငါစိတ်ညစ်နေလို့ပေါ့နော်ဒီလိုမျိုးတွေဝမ်းနေန တင်လို့ငါ့ကိုသူတို့တွေဘယ်လိုထင်မလဲအဲ့လိုမျိုးတွေလည်းတိတ်မတွေးတော့ဘူးဘာလို့ဆိုကိုယ့်ရဲ့ခံစားချက်ဖြစ်တဲ့အတွက် emotion ကိုထုတ်ပလိုက်တာအော်ဒါကတော့ဟိုတချို့ဆိုရင်တော့ဒါ social media မှာမတင်ဘူးတကယ်ချင်းချင်းချင်းရင်ဖွင့်ကြတယ်ပြောကြတယ်အဲ့လိုမျိုးလေးတွေတော့ဒါအမားလုံးတက်တယ်ပေါ့နော်အဲ့လိုမျိုးတယောက်တည်းတော့ညီကြိတ်မိပြီးတော့ခံစားမနေဘူးဆိုတော့အဲ့လိုမျိုးခံစားနေရရင်တလုံးလုံးနဲ့ကခံအားခတ်လို့ဖွင့်ထုတ်လိုက်တာ ယုံကြည်ရတဲ့လူတယောက်ယောက်ကိုပြောပြရတယ်။ရှင်ဖွင့်တယ်။ငိုရရှင်လန်းကုန်တယ်။တကယ်လို့ဘာမှမပြောချင်ဘူး။ကိုကသာကိုပဲတိတ်ဆိတ်ချင်နေဆိုရင်ဘာလုပ်လဲ။ဒဏ်ရာလေးရေးလိုက်တယ်။စာလေးတွေချရေးတယ်။ချရေးပြီးတော့ငိုရရှင်လန်းငိုလိုက်တယ်။အဲ့လိုမျိုးပေါ့နော်။ခန်းစားချက်ကိုခန်းစားပြီးွားရင်တော့ပြန်ပြီးပြောရှင်အောင်တိဆောက်တယ်။ဟန်ဆောင်ပြီးတော့မပြောတတ်တော့ဘူး။တကယ်ပြောရှင်မှုတွေကိုပဲပို့ပြီးတော့နှက်တက်လာတယ်။ အဲ့လိုသဘောမျိုးလေးပေါ့ဒါကြောင့်မို့လို့ပျော်ရွှင်ခြင်းအောင်မဆောင်ပါနဲ့လို့ပြောတာနော်ဒါတော့ဒီစာလေးရကိုယ့်ရဲ့အတွေ့အကြုံလေးတွေကိုလည်းပြောပြရအောင်ပေါ့နော်အဲ့တော့ခေါင်းစဉ်လေးကစိတ်ချမ်းသာဖို့ကအဓိကပါလူမချမ်းသာရင်နေပါစေစိတ်ချမ်းချမ်းသာသာနဲ့ပဲနေခြင်းနဲ့မနာလိုဝန်တုံမှုတွေကောက်ချစ်ဆင်းလန်းမှုတွေအပြိုင်ဆိုင်စိတ်တွေရခက်ဝဲဝဲမှာပဲနေမယ်ဂုံပကာသနာတွေမောင်းမဝင်ချွမ်းမှုတွေဝဲဝဲရှောင်မယ် အယိုးရှင်းဆုံးပြုတ်ရှင်မှုတွေနဲ့နေထိုင်မယ်။ကော်ဖီတစ်ခွက်ထိုင်တောင်းမယ်။တစ်ပင်ဆိုင်မယ်။စာဖတ်မယ်။ခွေးလေးတစ်ကောင်မွေးမယ်။အမကတော့ကြောင်မွေးတယ်။ဂီတာတီးသချင်းဆိုမယ်။ကောင်းကောင်းအိပ်မယ်။ကောင်းကောင်းစမယ်။ကိုကတော့ဘာလုပ်လဲဆိုတော့ဂီတာတော့မတီးတတ်ဘူး။သချင်းတော့ဆိုလေ။ဟိုဟာပေါ့။ဟိုဆက်မြူးလား။ဆက်မြူး application ရှိရလေ။တခါကြရင်စိတ်ပျော်ခြင်းနဲ့ဆိုရင်စမီးမှာတွားပြီးတော့တချင်းဆိုလိုက်တယ် ဲ့လိုဆိုစိတ်ကပျော်လာအောင်တပုတ်ပြီးတပုတ်ဆိုလိုက်တယ်ကောင်းကောင်းအိတ်တယ်မတော့အရင်အိတ်တဲ့တန်းမှာတော့မပါဘူးဒါမကောင်းကောင်းစားရတယ်တော့ပါတယ်စားခြင်းလည်းမလားသွားစားလိုက်တယ်ဟောပေါ်စားမယ်ဟိုကစားမယ်ဒီကစားမယ်သွားစားလိုက်တယ်ကိုကိုပြေဝချင်မယ်ကိုကချစ်တဲ့ကိုကိုချစ်တဲ့သူတွေနားမှာနေမယ်ချစ်ချင်းမြတ်တာတွေမျှဝေမယ်အပြန်လဲရိုင်းပင်းကုန်ကြီးမယ်ပြပြဝဝချင်းမယ်နောင်တမရှိတဲ့ဆက်ဆံရေးတွေတိဆောက်မယ်အဲ့ဒါကတော့ဟုတ်တယ် အခုအဲ့လိုမျိုးကြီးပေါ့နော်ပို့ပြီးတော့ရင်းချက်လာတဲ့နောက်ပိုင်းမှာကိုကိုကိုအပြည့်ဝချစ်လာတယ်နော်ပြီးတော့ကိုကိုချစ်တဲ့တငယ်ချင်းနေသူတို့နေနဲ့ပဲချိန်ကုန်တယ်သူတို့နေနဲ့ပဲစကားတွေပြောပြတယ်ကိုကိုချစ်တဲ့မိသားစုနဲ့ချိန်ပေးတယ်နော်အဲ့လိုမျိုးလေးကြီးပေါ့နော်ချစ်ချင်းမြတ်တာလေးတွေကိုမျှဝေတယ်တချို့ပျော်ရွှင်မှုတွေကငွေနဲ့ပေးဝယ်ရတယ်ငွေပေးပြီးဝယ်မြရတဲ့ပျော်ရွှင်မှုတွေလည်းရှိတယ်ပျော်ရွှင်မှုတွေကရိုးရှင်းမင်မဲ့စစ်မှန်ပါတယ်ဘဝကိုရှုပ်ရှက်ခန့်နေအောင်မနေခြင်း ရှုရှက်ခန့်နေတဲ့လူတွေနဲ့အပေါင်းအသင်းမလုပ်ချင်ဘူး။ရှုရှက်ခန့်နေတဲ့ဆက်ဆံရေးတွေမတည်ဆောက်ချင်ဘူး။ရိုးရိုးရှင်းရှင်းလေးပဲနေမယ်။တက်နိုင်တော့ရိုးရိုးရှင်းရှင်းလေး။နော်။ရိုးရှင်းရှင်းလေးပဲနေ။ရိုးရှင်းရှင်းလေးပဲနေပြီးတော့ကိုတတိလေးအဆောက်ကွာသလား။ပျော်တဲ့အရာလေးတွေပဲလုပ်။တည်လား။ဟိုဟိုဒီနေ့ကပြောသွားပြီလို့ကိုစားချင်တာလေးတွေစားနေရတာ။ကိုဝှစ်ချင်တဲ့ဝှစ်ထည်လေးဝှစ်ရတာ။အဲ့လိုမျိုးပေါ့နော်။ ကိုသုံးကျင်တဲ့ပစ္စည်းလေးသုံးခွင့်ရတယ်ဒါလေးတွေကလည်းပျော်ရွှင်မှုလေးတွေပဲကို့ဘဝရှိနေတဲ့အရာသေးသေးလေးရအစားပေါ့နော်ကိုစိတ်ချမ်းသာတယ်ကိုကျင်တတ်တယ်ပျော်ရတယ်ဆိုရင်ဒါပျော်ရွှင်မှုပဲပျော်ရွှင်မှုဆိုတော့အဝေးကြီးမှာသွားရှာကြရလဲမလို့တချို့သောပျော်ရွှင်မှုတွေကတော့ဟုတ်ပါတယ်ပတ်စံနဲ့ရှာရတယ်အမတို့ဥမာကောင်းကောင်းစားမယ်ဆိုရင်ဒီဟာစားဖို့အတွက်ပတ်စံကိုသုံးရတယ်ဒါလည်းပျော်ရွှင်မှုပဲရုပ်ရှင်တွေပါကြီးတတ်တယ်ဝါသနာပိုင်းလူတွေကြတော့လည်းရုပ်ရှင်ကြည့်ကြရတယ် လူရှင်ကြီးဖို့အတွက်ပတ်စံကတော့ငွေချင်းအနေနဲ့တုံးရတယ်ဒါလည်းပျော်ရွှင်မှုပဲအဲအဲ့လိုမှမဟုတ်ဘူးဆိုရင်ဒီတိုင်းပျော်ရွှင်မှုလေးတွေပေါ့နော်အဲလုံးလုံးလည်းရတယ်လေတိတိလေးတွေကစားကိုယ့်ရင်မှာမှအပင်လေးတွေလိုက်ဆိုင်မယ်နော်အပင်လေးတွေရေလောင်းမယ်အပင်လေးတွေအဲ့လိုမျိုးလေးပေါ့ဒါလေးတွေကလည်းပျော်ရွှင်မှုလေးတွေပဲခွေးလေးကြောင်လေးတွေမွေးထားရဆိုရင်တို့လေးရင်အချိန်ပေးပြီးစောင့်မယ်ဘာလည်းမဟုတ်ဘူးတို့မှစကားတွေပြောမယ်တို့ကလည်းကိုပြောတာတွေနားထောင် ဘာလဲနားလဲတာမဟုတ်ဒါမဲ့လည်းပြောနေကြတာပဲဒီလိုပဲပေါ့ဒါလည်းပျော်ရှင်မှုပဲစိတ် stress ကိုပြေပြောက်စေပေါ့နော် stress တွေပြေပြောက်လိုက်တဲ့အခါကျတော့ပျော်ရှင်မှုလေးတွေကစတင်လာတယ်အဲ့လိုမျိုးပေါ့နော်အဲခုနကပြောတဲ့ချင်းလေးတွေဆိုမယ်ဒါလည်းပျော်ရှင်မှုပဲချင်းဆိုဝါဒနာပါတယ်လူတိုင်းချင်းဆိုပေါ့နော်ချိုးချရတဲ့ချင်းဆိုကတယ်ကတာလေးဝါဒနာချိုးချရတဲ့လူမျိုးတွေဝါဒနာပါအောင်ချင်းသွားဆော့ရဲချင်းမှာ အာအာရပါရဆော့ပလိုက်တယ်ချွေးချွေးအောင်ဆော့ပလိုက်တယ်ပြီးတော့စိတ်ကိုပော့သွားအောင်ဒါလည်းစိတ်ချမ်းသာမှုတစ်ခုပဲပြောရှင်မှုပဲအဲ့တော့ဘာတွေပဲဖြစ်လာဖြစ်လာကိုယ်စိတ်ချမ်းသာဖို့ကအတိကကိုယ်စိတ်ချမ်းသာဖို့ကိုပဲရွေးချယ်ရမယ်ဒါမှပြောရှင်မှုရရှိမှာနော်နောက်ကောင်းစဉ်လေးကမေတ္တာတရားအမြဲပြန်လာပါတယ်မေတ္တာပေးတိုင်းမေတ္တာပြန်မြအောင်ဆိုတာမဟုတ်ပါဘူးမြတ်တရားကကိုယ်စီကိုအမြဲပြန်လာပါတယ်။ကိုမျောလင့်ထားတဲ့သူစီကတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ကျွန်တော်လူတွေမှာကမျောလင်းချက်လေးတွေကိုစီရှိကြတယ်လူတယောက်ကိုချစ်တယ်ခင်တယ်အဲ့တော့ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်မိတာတွေပေးကြတယ်ဒီလိုပဲကိုပေးလိုက်တဲ့သူစီကနေကိုကိုပြန်ပေးတဲ့အချစ်တွေမိတာတွေကိုလည်းပြန်လိုချင်ကြတယ်တခါတလေမှဘယ်အရာမှမျောလင့်ထားသလိုအဆင်သင့်လေးဖြစ်မလာတတ်ပါဘူးကိုချစ်တဲ့သူကကိုကိုပြန်မချစ်ဘူးကိုမိတာဘလောက်ထားတာကိုကိုမိတာပြန်မပေးဘူးကိုမိတာစေတနာတွေကိုစော်ကားမယ်ဒါမျိုးတွေလည်းအများကြီးကြုံနိုင်တယ် အဲ့ဒီအခါကျမတို့တွေကအော်လူတွေကလက်ကားပဲစေတနာနဲ့ကိုမတန်ဘူးငမ်းပြင်းတာနဲ့မတန်ဘူးမေတ္တာပေးတိုင်းမေတ္တာပြန်မရဘူးဆိုပြီးကျမတို့တွေးလိုက်ကြရောမကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်တွေပါဝင်လာတာပေါ့နော်ကဲအဲ့လိုမဟုတ်ပါဘူးမေတ္တာရောင်မြန်ဟတ်တယ်ဆိုတာကိုလိုချင်တဲ့လူစီကနေပြန်လာမှမေတ္တာမဟုတ်ဘူးတခြားမထင်ထားတဲ့နေရာတွေထောက်ပေါင်းစုံကနေလည်းပြန်လာနိုင်ပါတယ်တချို့သူသိမမွားကိစ္စလေးတွေမှာအဆက် ิตาဆိုတာရှိပါတယ်။ကိုပြင်သွားတယ်ဘတ်စကားစီးတယ်။ထန်းကုန်ဖယ်ပေးတဲ့သူနဲ့လည်းကြုံတယ်။ဒါလည်းခံကောင်းခြင်းမေတ္တာတွေပဲ။ကိုယ်တငယ်ချင်းမိတ်ဆွေကြီးကုညီခဲ့ဝူတဲ့သူတွေကကိုယ့်ကိုမုမုတ်ကလေးသတိတရားလှူလာပေးတာနော်လက်ဆောင်လေးသတိတရားလာပေးတာသတိတရားဖုံးဆက်တာဒါတွေကလည်းမေတ္တာတွေပဲ။ကိုယ်ဒုက္ခရောက်နေတဲ့အချိန်မှာကုညီဖေးမတဲ့သူပေါ်လာတယ်။ကြောက်မှအဆင်ပြေတယ်၊အလုံးမှအဆင်ပြေတယ်၊ရာထူးတိုးတယ်၊ချီးကျူးခံရတယ် တနည်းအားဖြင့်ဒါတွေကကိုမြတ်တာရဲ့အကျိုးပေးခြင်းဖြစ်ပါတယ်။ဒါဟာမြတ်တာရောင်ပြန်ဟတ်ခြင်းပါပဲ။နေရာတိုင်းမှာမြတ်တာတရားဆိုတာရှိတယ်။ကျမတို့မမြင်ခဲ့ချလို့ဒါကျမတို့မျှော်လင့်ချက်တွေလွမ်းမခဲ့ချလို့ဒါမတွေ့မမြင်မခံစားနိုင်ခဲ့ရတာပါ။တကယ်တော့မြတ်တာဆိုတာကိုယ့်စီကိုအမြဲတဖန်ပြန်လာပါတယ်။ကိုကလည်းမြတ်တာနဲ့ထိုက်တန်သလိုသူတစ်ပါးလည်းခံယူဖို့ထိုက်တန်ပါတယ်။လူတိုင်းမှာကိုမသိသေးတဲ့ဒဏ်ရာတွေကိုကုစားရင် ဘဝကိုရင်ဆိုင်နေရတာမူအတတ်နိုင်ဆုံးမေတ္တာထားပြီးချင်းချင်းနန်းနန်းဆက်ဆံပေးနိုင်ရပါမယ်တဲ့နော်အဲ့တော့ဒီစာလေးတွေရဲ့သဘောတရားရပေါ့နော်ဟွန်းကိုရင်းကတစ်ခါတလေကြရင်ပေါ့နော်ဒီမေတ္တာတရားဆိုတာကိုကိုပေးလိုက်တဲ့လူစီရပဲကိုရင်းကလိုချင်ကြတယ်ဒါကတော့ဘာလို့မဆိုတာလိုချင်ကြတာပဲလေဟုတ်တယ်မလားနော်နေတော့ငါဘလောက်ထိချရတယ်ညတော့ငါဘလောက်ထိဟိုဟာပြီးဆက်ရတယ်ဒါမဲ့နေရတော့ ာပုံမှာဘလို့အဲစသဖြင့်အဲ့လိုဆိုတော့သူ့ကိုပြစ်တင်လို့ရလားဆိုတော့ပြစ်တင်လို့မရဘူးဘသူကမှထိန်းချိုးလို့မရဘူးကိုယ်ခံစားချက်ကိုကိုကိုတောင်ထိန်းချိုးလို့မရဘူးသူတကားကိုလည်းထိန်းချိုးလို့မရဘူးငါဒီလိုပေးလိုက်နင်းဒီလိုပေးရမလားငါငါပေးတယ်လို့နင်းပြန်ပေးရမယ်လို့လည်းတွားပြီးတော့တောင်းလို့မရအတင်းတောင်းလို့မရတဲ့အထက်မှာမိတာလည်းပါတယ်အဲ့တော့ဒီစာလေးထဲမှာရေးထားတယ်လို့မိတာတရားက သူ့စီကမလိုက်တော့ခုနကပြောသွားပြီမတနည်းနည်းနဲ့ကိုယ့်စီကိုပြန်ပြီးရောင်းပြန်ဟတ်တယ်။မေတ္တာဆိုတာရောင်းပြန်ဟတ်ပါတယ်။နော်တနည်းနည်းနဲ့တနည်းရာကနေအချစ်ရေးဆိုလဲကွာဒီလူစီကနေမေတ္တာဒီလိုမျိုးပြန်မရအောင်ဆိုရင်နောက်တယောက်စီကနေကိုနဲ့ထိုက်တယ်နဲ့ချစ်ချင်းမေတ္တာတွေရမှာကိုကသာအစစ်မှန်နေပဲပေးဖို့လိုအပ်တယ်။ကိုသူ့ဘုံမှာအစစ်မှန်ချစ်ချင်းနေပေးတယ်အစစ်မှန်မေတ္တာတွေပေးတယ်။အဲ့လို့ဆိုရင် ကိုနဲ့ထိုက်တယ်လည်းမြင်တာကတစ်ချိန်ချင်းမှာပြန်ကိုလာလိမ့်မယ်မလာဘူးဆိုတာမရှိဘူးဒီလူစီကလည်းဖြစ်ချင်မှာဖြစ်မယ်တနည်းအရတခြားတယောက်ယောက်စီကလည်းကိုပြီးတဲ့မြင်တာအတိုင်းပြန်လာတယ်အဲ့ဒါကတော့အမလည်းယုံကြည်တယ်အဲ့အတွက်ကြောင့်မြင်တာဆိုတာရောင်ပြန်ဟတ်တယ်ဆိုတာတကယ်မှန်ပါတယ်အဲ့တော့ခုနကပြောလို့တင်းတင်းမွမွလေးတွေပေါ့နော်ဒီကိုအတွက်ဟိုကန်ကောင်းသွားတာဆာဒါမြစ်တာရောင်ပြန်ဟတ်တာတွေပဲအဲ့တော့ ပြောချင်တာကွာမေတ္တာနဲ့ငါငါမေတ္တာနဲ့မတန်ငါစေတနာနဲ့မတန်ဘူးလို့မပြောပါနဲ့ကိုထားနိုင်တဲ့မေတ္တာထားလိုက်ပါ ကိုထားနိုင်တဲ့စေတနာထားလိုက်ပါပြီးဝရင်သူ့အတာတွေကိုမခံစားတတ်ဘူးမလားရတယ်မေတ္တာပဲထားလိုက်တွားပြီးတော့ဒေါသတွေအမာနတွေအတ္တတွေအတ္တဆိုတာကိုပြန်လိုခြင်းနဲ့အတ္တတွေပေါ့နော်မပေးတဲ့သူစီကပြန်လိုခြင်းနဲ့အတ္တအဲ့ဒါတွေကိုရှော့ချလိုက်ပြီးတော့ အော်ငါဒီလူပေါ်မှာဒီလိုမျိုးငါမေတ္တာထားပေးတယ်စစ်မှန်တဲ့စေတနာတွေပေးတာပဲဒီအကျိုးတွေကိုငါတနည်းအားတနည်းနည်းပြန်ခံစားရမယ်လို့ယုံကြည်တယ်ဒီလူစီကမဟုတ်ရင်တော့မှတနည်းအားစီပေါ့ဒီလူယုံကြည်စိတ်လေးနဲ့အားထားဘာလို့လဲဆိုတော့ကိုပေးတဲ့မေတ္တာစေတနာတွေကစစ်မှန်တဲ့အတွက်ကိုလည်းဒီလူစစ်မှန်တဲ့မေတ္တာစေတနာတွေနဲ့ပဲထိုက်တန်တယ်ဒီလူထိုက်တန်တဲ့မေတ္တာတွေကကိုစီကိုတနည်းနည်းနဲ့အားတော့ ပြန်ကိုလာပါလိမ့်မယ်ဒီမေတ္တာတွေရဲ့အကျင့်တဆင်းသမိုင်းအကျိုးကိုကပြန်ကိုခံစားရပါလိမ့်မယ်ဒီအတိလေးကိုအများနဲ့နှလုံးသွင်းပြီးတော့တတ်နိုင်လမြမာနတွေအတ္တတွေလောဘတွေဒေါသတွေမောဟတွေပေါ့နော်အဲ့ဒါတွေကိုတတ်နိုင်လမြရှော့ချပြီးတော့ပေါ့နော်မေတ္တာစေတနာအစစ်မှန်ဘု து ပုံမစိုးပြီးနိုင်အောင်လာစူးစမ်းပေးပါအဲ့ဒါဆိုရင်ဒီကိုပြေးလိုက်တဲ့မေတ္တာတွေကကိုယ့်စီကိုပြန်ပြီးတော့ ရောက်ကိုရောက်လာပါလိမ့်မယ်နော်အဲ့တော့ဒီစာတော့စာလေးတွေဖတ်ရင်းနေပေါ့နော်ဒါအတိတ်တရားလေးတွေအဲမျှဝေတာဆွေးနွေးတာဆိုတဲ့သဘောမျိုးလေးပေါ့ကွအခုနားထောင်နေတဲ့သူလေးတွေလည်းအကယ်၍ပေါ့နော်ဆွေးနွေးကြတာလေးတွေရှိတယ်အဲပြောသွားတာလေးတွေလည်းသဘောကျတာလေးတွေရှိရဆိုရင်လည်းကွန်မန့်လေးတွေမှန်ပေးလို့ရပါတယ်နော်ဒါတော့ဒီ reading လေးလည်းမဟုတ်တဲ့ခါကျတော့ဟိုပေါ့နော်ဒါဘယ်လိုပြမလဲ နည်းနည်းတော့ပြင်းပြင်းဖို့များကောင်းနေလားအဲအရင်ကြီးတော့ပြင်းဖို့မကောင်းလားပါဘာလို့ဆိုတော့အမားကကျတော့ဒီလိုမျိုးစာအာ audio book မဟုတ်ဘောနော် audio book file audio book တွေပါညာကျတော့ YouTube မှာအများကြီးရှိကြတယ်လေအဲအဲ့လိုမျိုးတွေရှိတယ်ဒါကျတော့ audio book ပုံစံဖတ်ပြတာမဟုတ်ဘဲနဲ့ကိုဖတ်လိုက်ရတဲ့စာလေးကနေဘလို့အတိလေးတွေရပါလဲဘလို့မျိုးလေးတွေကိုကမှတ်သားရမလဲဘလို့မျိုးလေးတွေနှလုံးသွင်းရမလဲစသဖြင့်အဲ့ဒါလေးတွေကို ဒီစာလေးတွေကိုကိုးကားပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကနေမျှဝေပေးရ sharing လုပ်ပေးရပါတော့ knowledge လေးတွေကို sharing လုပ်ပေးရသဘောလေးပဲဖြစ်ပါတယ်ဒါ audio book တီးသန့်ဖတ်ပြတာမျိုးပဲမဟုတ်ဘဲနဲ့ပေါ့နော်ဒါအဲအခုကြည့်နေတဲ့သူလေးတွေနဲ့ဒါရင်းနှီးနှီးပေါ့နော်ဒါပြောဆိုတယ်ဆွေးနွေးရဆိုတဲ့သဘောမျိုးလေးပါပဲเนาะဒီလိုမျိုး reading book လေးတွေဖတ်ပြပေးတာကိုပေါ့နော်သဘောကျတယ်ဆိုရင်တော့အဲ like and comment လေးတွေနဲ့အားပေးကြပါအောင်เนาะ နောက်ခါဒီအကုန်လုံးဖတ်ပြမှာတော့မဟုတ်ပါဘူးတချို့တော့တည်တင်းတဲ့အကြောင်းအရာလေးတွေရှိတယ်ဆိုရင်တော့အမကစာဖတ်နေရင်လည်းသိဖို့လိုအပ်တာလေးတွေရှိတယ်ဆိုရင်ဖတ်ပြပေးပါမယ်နော်တောက်ကဖတ်ပြရင်လည်းအားပေးပါအောင်နော်အခုလိုမျိုးစိတ်ရှိရှိနဲ့နားထောင်ပေးတဲ့အတွက်ကျေးဇူးများကြည့်တင်ပါတယ်နှစ်သိမ့်မင်္ဂလာမဒီတစ်နှစ်ပတ်လုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေကြောင်းထပ်လောင်းပြီးတော့ဆုတောင်းပေးလိုက်ပါရနော် Tomorrow. Bye bye.